မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီမှာကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမဲယူဆံမဲဖြစ်ပါတယ်။ ဖောက်တန့်ကိုတပ်ဖို့အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ KIA တင်ပိုက်ထားတဲ့နေရာကြီးရွာတဲ့ဒီဝင်းရောက်လာပြီလို့သိရပါဗျ။ဧပြီ24ရက်နေ့ကစပြီးမိုးကောင်းဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ ၊ KIA ပူပေါင်းတပ်တို့ကာမိုင်းအထက်မအူဝင်ကြီးရွာနာမှာတိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အင်အား600ကျော်နဲ့တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ KIA တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နယ်ယာကြီးရွာကိုမနေ့ကညနေပိုင်းမှာဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖောက်တန်းကိုပေါရောက်တဲ့နောက်ထပ်လမ်းကြောတစ်ခုဖြစ်တဲ့လဝါလမ်းပိုင်းမှာလည်း KIA နဲ့ စစ်ကောင်စီပြည်သူစစ်ပူပေါင်းတပ်ဖွဲ့ကြတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗါးလီဒိုလန်လဝါချေရွာခရိယန်စုတောင်းတောင်ကုန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်တွေကိုမနေ့ကကြရင်ပူပေါင်းအဖွဲ့ကတိုက်ခိုက်သိမ်းပိုင်းနိုင်တယ်လို့စီရီသတင်းရင်းမြစ်ကပြောပါဗါးစစ်ကူတက်လာတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်ပူပေါင်းစစ်ကြောင်းတွေကိုလည်းဂျားဖြတ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့်မနေ့ကတည့်ရက်ထဲတွင်မိုးကောင်းဖားကန်လမ်းပိုင်းမှာနေရာ၃နေရာနဲ့အထက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါဗါးဖားကန်ကတပ်တွေကိုအချင်းအချက်လုံးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီဟာ ဧပြီတတိယပတ်ကစပြီးဖကန့်ဒေတာကိုအင်အားရချီသုံးပြီးစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်အတွင်းလက်တလောတိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးကကျေးရွာတွေမှာဖုံးခေါ်ဆိုးဆက်တွယ်မှုဖြစ်တော့ခံထားရတယ်လို့သိရပါတယ်။အရင်ကဖုန်းလိုင်းရခဲ့ပေမဲ့ဧပြီ30ရက်နေ့ကစပြီးဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့တာဖြစ်ကြောင်းဒေတာခန့်တွေကပြောပါတယ်။ မြကြီးနာမျိုးအပြင်ဘက်ရွှေဆက်ရက်ကွက်ကနေမြစ်ဆုံအနီတမ်ဖရက်ကြီးရွာအထိဖုံးဆက်တွယ်မူလိုင်းနေပြတ်တောက်နေတယ်လို့ဒေတာခန့်တအိုးကပြောပါရယ်အလားတူပဲဝိုင်းမော်မျိုးနယ်ကကြီးရွာတချို့မှာလည်းဖုံးလိုင်းနေပြတ်တောက်နေတယ်လို့မခေါ်ရန်ရွာခန့်တအိုးကပြောပါရယ် ကချင်ပြည်နယ်တစ်ခုလုံးမှာပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ23ရက်နေ့ကနေအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့ပြီးဖုန်းလိုင်းတွေပြန်လည်ရရှိလာပေမဲ့အရင်သုံးဆွဲခဲ့တဲ့အင်တာနက်လိုင်းတွေဟာအခုအချိန်ထိသုံးဆွဲလို့မရသေးတာဖြစ်ပါတယ်။ဖုန်းလိုင်းတွေပြန်လည်ရရှိခဲ့ပေမဲ့လည်းလက်ရှိစစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့မြစီနာမြို့နဲ့ဝိုင်းမော်မြို့ကကြေးဝါဒေသတွေမှာဖုန်းဆက်တွေပြန်လည်ပြတ်တောက်ခံရရတယ်လို့သိရပါတယ်။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။